မိုးကုန်းနဲ့မိုးမိတ်မြို့လို့ကိုစစ်ကောင်မရှင်တက်ထံလုံးဝပြန်ပေးမှာမဟုတ်ဘူးလို့ပြက်ပြက်သားသားထုတ်ပြန်ကြေညာထားတဲ့ဒေါ်လာရဲ့အဖွဲ့တွေဖြစ်တဲ့မန္တလေး PDF မိုးကုတ်ပြူဟာမိုးကုတ်ပကဖပါလာဖ913ထွိုင်းပြူဟာလိုကယ်တရင်တက်ဖွဲ့တွေအခြားသောမဟာမိတ်တရင်တက်ဖွဲ့တွေကိုကျွန်တော်ကမေးခွန်းထုတ်ရင်းနဲ့ဝေဖန်အကြံပြုသွားမှာဖြစ်ပါတယ်မိုးကုတ်နဲ့မိုးမိတ်ကိုတယောက်ရဲ့ကြားဝယ်ကူညီဆက်ဆက်မှုနဲ့ GNLA ကစစ်ကောင်စီတပ်ထံကိုပြန်လည်အနေရမှာဖြစ်ပါတယ်။မိုးကုန်းမိုးမိတ်မြို့ထဲမှာရှိတဲ့ TNLA ဖွဲ့စည်းတွေကစုတ်ခွာပေးရမှာဖြစ်ပါတယ်။သူတို့ရဲ့အခက်အခဲကြောင့်ဘယ်လိုကြောင်းမျိုးကြောင့်ပဲဖြစ်ဖြစ်သူတို့စုတ်ခွာသွားတာကိုကျွန်တော်တို့အပြစ်မမြင်ပါဘူး။ဒါဟာစစ်ပွဲဖြစ်ပါတယ်။စစ်ပွဲကိုစစ်ပွဲလို့ပဲကျွန်တော်တို့ကြည့်ရမှာဖြစ်ပါတယ်။မိုးကုန်းမိုးမိတ်ကလည်းပြီးတော့မြို့တွင်းကလည်း TNLA တွေစုတ်ခွာသွားတဲ့အထိပြဿနာမရှိဘူး။နော်ကျွန်တော်တို့ ဆက်လက်ပြီးတော့ခုခံကာကွယ်တိုက်ခိုက်မယ်ဆိုလို့ကျွန်တော်တို့ရဲ့ညီကိုတော်လိုင်းရဲ့အဖွဲ့အစည်းတွေကိုကျွန်တော်ကဝေမာကြံပြုတ်ချင်တာ TNA ကမိုးကမိုးမိတ်ကလည်းဆုတ်ခွာသွားမဲ့ဆုတ်ခွာသွားမဲ့နေရက်ကိုလည်းအတိအကျပေါ်ပြထားတာကျွန်တော်တို့တွေ့ရသေးဘူးတွေ့ရင်လည်းကျွန်တော်ပြောပါအောင်နော်စစ်ကောင်စီတပ်ကဘယ်နေ့ဘယ်ရက်မှာမိုးကနဲ့မိုးမိတ်ကိုပြန်ဝင်လာမယ်ဆိုပြီးတော့ထုတ်ပြန်ထားတာလည်းမရှိဘူးထားတကယ်လို့များမိုးကနဲ့မိုးမိတ်ကိုစစ်ကောင်စီတပ်ကပြန်ဝင်လာမယ်နေ့ရက်ကိုရောက်လို့ ဌာနဆိုင်ရာယဉ်တန်းတွေဒေါက်တာရင်တက်ဖွဲ့ယဉ်တန်းတွေဝင်လာတဲ့နေ့ကြရင်သူတို့ကြီးမဟုတ်ပါပဲနဲ့လာရှိုးကိုဝင်တယ်လို့နော်ထီရန်တွေကအဲ့ဒီသူတို့ရဲ့စစ်ယဉ်တန်းကြီးကိုအကာအကွယ်အဆောင်ရှောက်အပြည့်စုံနဲ့မိုးခုံနဲ့မိုးမိတ်ကိုခေါ်သွင်းလာခဲ့ရင်ခုနကကျွန်တော်ပြောတဲ့မိုးခုံနဲ့မိုးမိတ်ကိုစစ်ကော်မရှင်တပ်ထံပြန်လည်မပေးဘူးဆက်လက်ပြီးတော့ခုခံကာကွယ်တိုက်ခိုက်မယ်ဆိုတော့ကျွန်တော်တို့ရဲ့ဒေါ်လာရဲ့အဖွဲ့အစည်းတွေအနေနဲ့ဘယ်လိုတောက်ပြန်ဖို့ ပြင်ဆင်ထားတာရှိပါတယ်ပြင်ဆင်ထားဖို့လည်းလိုအပ်ပါတယ်ကျွန်တော်တို့ယောဂါဆိုတာကမဖြစ်ခင်ကကြိုတင်ကာကွယ်တာကပို့ပြီးတော့ထိရောက်ပါတယ်ကျွန်တော်ကဖြစ်လာမယ်လို့မပြောဘူးเนาะမဖြစ်ခင်ကြိုတင်ကာကွယ်ပြီးတော့ပြင်ဆင်ထားချဖို့ကျွန်တော်ဝေဖန်အကြံပြုပြီးတော့အတိပေးတာပါမိနေမှာဆိုလို့ပါခင်ဗျားတို့အဖွဲ့အစည်းခေါင်းဆောင်တွေကကျွန်တော်တို့ထပ်ပို့ပြီးတော့သိပါတယ် နော်ဒါကကျွန်တော်ကျွန်တော်တို့ရဲ့ဒေါ်လာရေးဖွဲ့စည်းကိုမွန်မာတွေရဲ့အဲလိုအပ်ချက်ဖြစ်မှာဆိုလို့ကျွန်တော်ကတက်ပြီးတော့ဝေဖန်အကြံပြုတ်ပြီးတော့အတိပေးတာပါအဲ့ဒါတွေကျွန်တော်တို့ပြင်ဆင်ထားဖို့လိုအပ်တယ်နောက်ပြီးတော့ NUG MOD မှာတာဝန်ထမ်းနေတဲ့ဝန်ချီးတွေနောက်ပြီးတော့လူချီးတွေနော်ခင်ဗျားတို့လည်းဒီမိုးကုန်းနဲ့မိုးမိတ်ကိုစစ်ကောင်မရှင်တက်လက်သေးကိုတရုတ်ကူညီနဲ့ပြန်ပေးလိုက်ရပါပြီလို့တရားဝင်ထုတ်ပြန်ထားတာတော့မှ ပြည်သူလူထုတွေခွန်အားဖြစ်အောင်စိတ်တက်မကြအောင်တိတဲ့တိထိုက်တဲ့ချပြတဲ့တဲ့အရာမျိုးတွေစကလုံးတွေရှားပြီးတော့စာလဲမထုတ်ပြန်ဘူးစကလုံးနဲ့လည်းတက်ပြီးတော့ line မော်တက်ပြီးတော့မပြောဘူးဟင်ခင်ဗျားတို့ငြိမ်လားညီလားဟမ်လူချီးတွေငြိမ်လားပါလားခင်ဗျားတို့တောက်ချိုးတွေတိတ်မဟုတ်ဘူးနော်အချောင်းလေးချောင်းစားမလုပ်ကြနဲ့နော်ကျတော့အန်ယူချီကဝန်ချီတွေရော MOD ကလူချီတွေရောအချောင်းလေးချောင်းစားမလုပ်ကြနဲ့ ကျွန်တော်ကမပြောချင်လို့ကြည်နေတာ MOD ကလူကြီးတချို့ဆိုတဲ့ကောင်းလေးလဲကျွန်တော်ကတွေ့ဘူးတယ်စကားပြောဘူးတယ်နော်ကျွန်တော်က MOD ကပါစေယုံချုပ်ကပါရေးရေးယုံကပါထောက်ယုံကပါကျွန်တော်ကဘာ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 လိုက်တာပြောတာလို့မင်းတို့မင်းတို့ပုံစံနဲ့ကြည့်လိုက်ရင်စစ်ပုံမပြောနဲ့ဆောက်ပုံတော့မလာဘူးနော်စစ်ပုံမပြောနဲ့ဆောက်ပုံတော့မလာဘူးလို့ဘယ်နေရာကနေဘာပြဿနာဖြစ်လို့ဟိုဝန်ချိကတ်ဒီဝန်ချိကတ်ပြီးတော့ MOD မှာနေရာတွေဝင်းယူဟိုတောင်ဝန်ဒီတောင်ဝန်ခြေကစစ်တပ်ကို ကောင်းကောင်းမွန်မွန်တော့တက်ဘူးမဲ့ပုံမပေါ်ဘူးနော်စီမီစကန်ကိုလည်းနားလည်းမဲ့ပုံမပေါ်ဘူးတရင်ပိုးရကောင်းမှမသိဘူးမင်းတို့ MOD ရဲ့ MND စိတ်မော်စားဘူးဒီနေရာကနေကိုနေရာသွားမှကျိုးကိုနေရာမှာရှိတဲ့အဖွဲ့အစည်းကိုတရင်ပိုးရတယ်အဲ့ဒါတွေကြောင့်မင်းတို့တလုံးတစ်ပါးတော့များနားမလည်ပဲနဲ့နေရာဝင်ယူနေတဲ့အကောင့်တချို့တွေကိုလည်းခင်ဗျားတို့တရားစစ်စစ်ဒီကိစ္စကိုလည်းပြည်သူတွေစိတ်တက်မကြအောင်ခင်ဗျားတို့ပြင်ဆင်ပြီးတော့တက်ပြောစာထုတ်တွေ့လို့ရင်လည်းကျွန်တော်လည်းပြောကြအောင်ကျွန်တော်ကမမြင်ဘူးနော် ဲ့ဒါကိုခင်ဗျားတို့လည်းသတိထားကဲကျွန်တော်ကဒီဗီဒီယိုမှာပြောချင်တာကတော့ကျွန်တော်တို့ရဲ့တရားဝင်စာထုတ်ပြန်ထတဲ့ဒေါ်လာရေးဖွဲ့စည်းနော်ဒေါ်လာရေးဖွဲ့စည်းညီမောင်မတွေအနေနဲ့ခုနကကျွန်တော်ပြောသလိုထီရန်တာတွေကမိုးကိုမိုးမိတ်ကနေပြီးတော့ဆုတ်ခွာသွားတာကတက်တနာမဟုတ်ပါဘူးပြန်ဝင်လာမဲ့စစ်ကောင်မရှင်တက်ကိုအကာအကွယ်အဆောင်ရှောက်နေတာတကယ်လို့မိုးကိုမိုးမိတ်ကိုဝင်လာခဲ့ရင်ခင်ဗျားတို့ဘယ်လိုတုံ့ပြန်မလဲဆိုတာ ဘယ်လိုပြင်ဆင်ထားပါသလဲဆိုတာကျွန်တော်ကမေကွန်ထုတ်ရင်းနဲ့ဝေဖန်အကြံပြုတာဖြစ်ပါတယ်။ကြိုတင်ပြင်ဆင်ထားကြဖို့အဲကျွန်တော်ကဒီဗီဒီယိုဖိုင်လေးနဲ့အလုံးကိုလေးစားသမှုနဲ့ဝေဖန်အကြံပြုပြီးတော့အတည်ပြတာပါ။ကျွန်တော်တို့ရဲ့မဟာမိတ်ဖြစ်တဲ့ TNN နေတဲ့ကလည်းအဲအဲ့ဒီလိုအကာအကွယ်ဆောင်ဆောင်နဲ့ညှိုးတွင်းကိုခေါ်မလာဖို့ကျွန်တော်တို့ကကြိုတင်ပြီးတော့မေတ္တာရက်ခံပါတယ်ခင်ဗျာခေါ်မလာဘူးလို့လည်းယုံကြည်ပါတယ်ခင်ဗျာเนาะအားလုံးပဲဘေးကင်းကျန်းမာချမ်းသာကြပါစေခင်ဗျာ